ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာပြန်လည် share လင်းလုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့မိဖုံးအသုံးပြုသူတိုင်းလုံးဝပိတ်ထားရမယ့်စတင်လေးတစ်ချက်ပေါ့နော် အဲဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဖုန်းမှာ system မှာပါတဲ့ app တွေပေါ့နော်အခု file manager လို့ဒီလိုမျိုး video player လို့အဲဒါမျိုးတွေကိုကျွန်တော်တို့ကအသုံးပြုဖို့ဝင်လိုက်ရင်ပေါ့ဥပမာကျွန်တော်က file manager တဲ့ကိုဝင်လိုက်တယ်အတချို့ဆိုရင်ဝင်လက်ထာနဲ့ဒီစကွင်အပြည့်ကြီးပေါ့နော်ကျွန်ညာလာတက်တယ်ကျွန်ညာအပြည့်မတက်ရင်လည်းဒီလိုမျိုးဂျားမှာဝင်ပြီးတော့ရှုပ်နေတယ်ပေါ့နော်အဲဒီလိုမျိုးရှုပ်နေတာတွေကိုဒီကျွန်ညာတွေကတကယ်တမ်းကပိတ်လို့ရတယ်အဲဒါကြောင့်မျိုးပေါ့နော်โอเคပိတ်ချင်တဲ့မိတ်ဆွေတွေတော့ပိတ်တဲ့နီလန်းလေးနဲ့နောက်တစ်ချက်ကြောက်လဲကျွန်တော်တို့အခုလိုမျိုးပေါ့နော် အဲကိုကြိုက်နေတဲ့ app လေးတွေကိုဒါကျွန်တော်တို့ Play Store ကနေတွားပြီးတော့ download ဆွဲပြီးတော့ယူထားတယ်အဲဟို Zephyr 3လိုမျိုးတွေပေါ့နော်အဲဒါမျိုးလေးတွေပေါ့အဲဘယ် app ပဲဖြစ်ဖြစ်ဘက်ကပ်ပဲဖြစ်ဖြစ် InShot ပဲဖြစ်ဒါမျိုးပေါ့နော်ကျွန်တော်တို့အသုံးပြုဖို့အတွက်ဒါဝင်လိုက်တာနဲ့ဒီလိုမျိုးကြော်ညာတက်တယ်ဒီကြော်ညာကိုကြည့်ပြီးမှကြော်ပြီးတော့မှပဲဒါကျွန်တော်တို့ကဝင်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အဲဒီလိုမျိုး app တွေကိုဝင်ကြော်ညာတက်ထားလို့ကိုယ့်ရဲ့ system မှာပါတဲ့ app တွေကိုဝင်ကြော်ညာတက်ထားလို့ပေါ့နော်အဲပိတ်တဲ့နီလန်းလေးကိုကျွန်တော် share လုပ်ပေးမယ်โอเคဒီလိုမျိုးပိတ်ဖို့ဆိုရင်ဒါကျွန်တော်တို့ဖုန်းရဲ့ setting နဲ့ကိုတစ်ချက်သွားလိုက် Okay ဖုန်းစတင်တဲ့ကိုရောက်လိုက်ပြီဆိုရင်ဒီနေရာမှာနည်းနည်းဆွတ်တင်လိုက်ဒီမှာ collection sharing ဆိုတာရှိတယ်ရာဒီကြောင်းလေးပေါ့နော်အဲ့ဒီကြောင်းလေးကိုနှိမ့်လိုက်အဲနှိမ့်လိုက်ရင်သူကဒီလိုမျိုးပေါ်လာရင်ဒီမှာကျွန်တော်တို့ကဒီမှာအဲ private dn dn app ပေါ့နော်အဲဒီကောင်းမှာသွားပြီးတော့ပိတ်ပေးရမှာပေါ့နော်အဲတကယ်တော့တချို့မိတ်ဆွေတွေကဒီနေရာကိုဝင်လို့မရ private dn app ကိုဝင်လို့မရဘူးဆိုရင်ကိုကဲရဲ့အဲ chip setting ရဲ့ရှင်းပေါက်မှာဒါကျွန်တော်တို့ရေးချလို့ရတယ် ဥပမာဘယ်လိုမျိုးရေးရှာမလဲဆိုတော့ setting net ကိုဝင် setting net ဝင်ပြီးဒီ shape box လေးမှာပေါ့တကယ်ရှာမတွေ့ရင်ပြောတာပေါ့နော်အဲကျွန်တော်တို့က frame rate dn လို့ dn အဲ့လိုရေးပေးလိုက် pr အဲဒီလောက်လေးရေးလိုက် pr i အဲဒီမှာပေါ့နော်အဲကျွန်တော် pr i တော့ရေးလိုက်တာ ਨੇ အဲသူကဒီလိုမျိုးအပေါ်မှာလာကြပေးတယ်ပေါ့နော်ဒါကတော့မပေါ်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်အဆက်တင်တဲ့ကသွားပြီးတော့ပေါ်တယ်နဲ့သွားလိုက်ပေါ့နော်တကယ်လို့မပေါ်ဘူးဆိုရင်လည်း private ဒီအဲ့လိုရေးလိုက်ရေးတဲ့အချိန်ဒီတိုင်းလေးပေါ်လာမယ်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေကပေါ်တဲ့နေရာကိုနှိမ့်လိုက်ရင်ဒီနေရာရောက်လာအတူတူပဲပေါ့နော်အဲ့ဒါ private တွေရောက်သွားပြီ collection share ဝင်တဲ့ private တွေရောက်သွားပြီပေါ့နော်အဲ့ဒီမှာ auto e ဖြစ်နေတယ်ပေါ့နော် auto e ဖြစ်နေတယ်ဆိုရင်ဒီမှာမြင်လားမသိဘူးနော် auto e ဖြစ်နေတယ် auto e ဖြစ်နေဆိုရင်ဒါကြော်ညာတွေကဝင်မယ်ဒါကိုကျွန်တော်မိတ်ဆွေကပိတ်ဖို့ဆိုရင်အဲ့ဒီနေရာကိုတစ်ချက်နှိမ့်လိုက် အနှိမ့်လိုက်ရင်ဒီလိုမျိုးလေးသုံးချောင်းပေါ်လာတယ်ကျွန်တော်ရေးမစားသွားအော့လို့လည်းမရဘူး private ကိုချိန်မှရမှာပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီရင်ရက်ကိုပိတ်မပိတ်ဖို့အတွက်အောက်မှာဒီလိုမျိုးသုံးချောင်းပေါ်လာအောက်ကကြောင်းလေးတစ်ချက်ပြောင်းလိုက် okay အောက်ကကြောင်းလေးတစ်ချက်ပြောင်းလိုက်ဒီလိုမျိုးစာရေးဖို့အတွက်ဘောက်ကလေးတစ်ခုထက်ကြလာတယ်ပေါ့နော်အဲကျွန်တော်ရေးမစားကဒီနေရာမှာအဲဒီတိုင်းလေးရေးထည့်ပေးလိုက်အဲကျွန်တော်ရေးသလိုမျိုးပေါ့နော်ဟာကျွန်တော်တလုံးချင်းရေးပြမယ်ဒီ in s b. အဲဒါမျိုးလေးချမယ်အဲတစ်ချက်ချလိုက်မယ်ပေါ့နော်ပြီးွားရင် a d G U A R D အမြင်လားမသိနော်အတန်းလေးရေးမယ်ရေးပြီးသွားရင်အကျွန်တော်မှ post store လေးချက်ချမယ်အချပြီးတော့ C O N အဒီတိုင်းလေးနော်အဒီမှာဒီတိုင်းလေးရေးထည့်လိုက်အဲကျွန်တော်ချလာတဲ့အကွဲလေးတွေပါနော် full store လေးချပြီးတော့သွားမယ်နော်အဲ longer speed ပါမချဘူးနော် full store ပဲချတယ်အဲပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဒီမှာ save ဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်အဲနှိပ်လိုက်တာနဲ့ private link အောက်မှာအဲကျွန်တော်ရေးလိုက်တဲ့စာကြောင်းလေးကအခုလိုမျိုးကျသွားပြီပေါ့နော် โอเคจ้าသွားပြီဆိုရင်ဒီကောင်ကတကယ်ပဲအလုတ်ဖြစ်လားမဖြစ်လားတကယ်ပဲအဲ့ဒီကြော်ညာတွေကိုပိတ်ပေးနိုင်လားမပိတ်ပေးနိုင်လားဆိုတော့တစ်ချက်သွားစစ်ကြည့်မယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီညကနေပြီးတော့ထွက်ပြီးတော့ရှင်းလိုက်မယ်เนาะရှင်းလိုက်ပြီးတော့ခုနက file manager လက်ကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ်ဒါဆိုရင်ဒီမှာ file manager ရှိတယ် file manager တော့တစ်ချက်ဝင်လိုက်မယ်โอเคဒါဆိုရင်ဒီမှာကြည့်လိုက်ခုနကဒီကြားရတဲ့မှာဝင်နေတဲ့ကြော်ညာအပြားတွေအဲ့ဒါဆိုရင်မရှိတော့ဘူးเนาะအဲ့ဒါဆိုရင်ကြော်ညာမတက်တော့ဘူးအဲ့ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာကျွန်တော်တို့အသုံးပြုတဲ့ ်ဒီစက်ဘောင်းတရီပေါ့နော်ကျွန်တော်တို့တတ်ပါတဲ့အဲ့ဒီ insure ပဲဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်အဲကက်ကက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ download ဆွဲပြီးတော့ရင်ကြွညာရရင်ကြည့်ရတယ်ပေါ့ဒါတွေကလုံးဝကင်းသွားတယ်အဲတော်တော်လေးကင်းသွားတယ်စက်ဘောင်းတရီတော့ကျွန်တော်ဝင်လိုက်မယ်အဲခုနကလို့ကောစနကြညာကအရင်တက်သေးလားပေါ့နော်။ Okay ဒီမှာဒါဆိုရင်လုံးဝအကြညာမတက်တော့ဘူး။အဲတချို့ဒီဖောင်းလေးကို install တင်နေတာ ကျညာတက်တယ်ပေါ့နော်ကျွန်တော်တခုကိုကျွန်တော် install တင်ပြမယ်အဲဥမာဒီ chain mine form ပေါ့နော်ဒါကိုကျွန်တော် install တင်မယ်နှိပ်မယ်အဲနှိပ်ပြီးတော့ဒီမှာ download ကိုဒီကျွန်တော်ချက်ဆွဲရမယ်အဲလုံးဝကျညာမရှိတော့နော်တကယ်တမ်းကဒီ app တွေကဒါ free version ဖြစ်ရတာအတွက်ကျညာကြည့်ပြီးမှပဲဒါ download သုံးလို့ရတယ်ပေါ့နော် okay ဒီ app ရမှာမဟုတ်ဘူးနော်ကတ်ကတ်တို့ install တို့ကြိုက်တဲ့ app တွေကိုဝင်တော့ဒါကျွန်တော်ရဲ့ message မှာအဲကျညာမရှိတော့ပါဘူးဒါကတော့ form မှာတင်ထားတဲ့ဒါ system မှာပါတဲ့ app တွေကိုပိတ်မယ် ်အခုလိုမျိုးကိုအသုံးပြုတဲ့ app တွေမှာပေါ့နော်အဲကြောင်ညာတက်နေတယ်ဆိုဒီနည်းတမ်းလေးပိတ်ပြီးတော့အသုံးပြုလို့ရပါတယ်ဟုတ်ကဲ့ပါဟဲ့ဒီ video လေးကတော့ဒီလောက်ပါပဲဟဲ့ဒီ video လေးကကျွန်တော်မိတ်ဆွေတို့အကျိုးရှိမယ်လို့လည်းပြောလိုက်ပါတယ်ဟုတ်ကဲ့ပါတငယ်ချင်းတွေသိအောင်လည်း share ပေးခြင်းဖြင့်ကူညီလိုက်မယ်လို့လည်းကျွန်တော်ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်